ဟုတ်ကဲ့မင်္ဂလာပါဗျာဟုတ်အော်ဟုတ်ကဲ့ဟုတ်ကျွန်တော်နာမည်ကတော့ထွန်းထွန်းအောင်လို့ခေါ်ပါတယ်ကျွန်တော်ကတော့မန္တလေးမှာ Jaydan Ali Company Limited မှာ Founder and Director ဖြစ်ပါတယ်အဲကျွန်တော်ဒီ MSI Company မှာတော့မနစ်ကလည်းပဲဒီလိုမျိုးအချိန်မှာပဲကျွန်တော်တကြိမ်ရောက်ခဲ့တယ်ပေါ့နော် MSI Company မှာကျွန်တော်က one of the BODs ပေါ့ဗျာနော်ဒီ Board of Director ကျွန်တော်တို့ Board of Director တွေကတယောက်ဖြစ်ပါတယ် အဲဒီမှာအခုဆိုရင်တော့ကျွန်တော်တို့ဒါ16ချိန်မြောက်ပွင့်နှင်းသဖြင့်အခမ်းအနားလေးကိုဆရာဆရာဇင်ရဲ့ပေါ့နော်ကျွန်တော်တို့ chairman ရဲ့ဖိတ်ကြားချက်လေးနဲ့ကျွန်တော်ဒီပွဲကိုလာတတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ MES ဆိုင်ကို16ချိန်မြောက် ပွဲနှင်းတဲ့ပင်ပေါ့ဒီပွဲလေးကတော့ဟိုပြီးခဲ့တဲ့ပွဲထက်ကျွန်တော်တို့ဒါပိုပြီးတော့မှထူးခြားတယ်လို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ MRSI company ကဒါဟို public launching ပေါ့เนาะအခုခုဆိုလို့ရှိရင်ဒါ public company ဖြစ်သွားပြီ။ကျွန်တော်ကတော့ကျွန်တော်တို့ private company တူပိုင် company ကနေပြီးတော့မှအခုဆိုရင်တော့ဒါအများပိုင် company ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်အလွန်မတန်ဝမ်းသာတယ်ပေါ့နော်ဒီပွဲလေးကိုတက်ရတာလဲပို့ပြီးတော့မှပြီးခဲ့တဲ့နှစ်ကတည်းကပို့ပြီးတော့မှကျွန်တော်အားရှိတယ်လို့ခံစားရပါတယ်ဗျဟုတ်ကဲ့ ဒီနှစ်စဉ်နှစ်စဉ်ပေါ့เนาะကျွန်တော်တို့ဒီပွဲနှင်းသစ်ပင်ဘွဲရမောင်မယ် ဒီအကြောင်းသားတွေကိုနှစ်စင်းနှစ်စင်းမြင်တွေ့ရတဲ့အခါမှာပို့ပို့ပြီးတော့မှတနစ်ဆက်တနေပို့ပို့ပြီးတော့မှအကြောင်းသားတွေအရေးတလဲတိုးလာတယ်လို့ပေါ့နော်ကျွန်တော်တို့ဒါဘွဲရမောင်မယ်တွေကိုနှစ်စင်းနှစ်စင်း graduation ပွဲတွေရဲ့ကျွန်တော်တို့မှတ်တမ်းတွေကြည့်မယ်ဆိုရင်လည်းအသိနိုင်တယ်ပေါ့ကျွန်တော်တို့ဒါဟိုကျွန်တော်တို့ online အမီပေါ် social media နေပြီးတော့မှအခုဆိုရင်လည်းကျွန်တော်တို့ဒီ msi.business.com ပေါ့နော်ဒီ line ပေါ်မှာအားလုံးကိုကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့ပို့ပို့ပြီးတော့မှအကြောင်းသားဥယျာဉ်တွေလဲပို့ပို့ပြီးတော့မှတိုးတက်လာတာဒါကျွန်တော်တို့ရဲ့ msi college ကို ယုံကြည်လာတယ်ပေါ့လူတွေကပို့ပို့ပြီးတော့မှယုံကြည်လာတယ်ဆိုတော့အတိတ်ပဲပဲဖြစ်ပါတယ်ကျွန်တော်တို့ကုမ္ပဏီဥက္ကဋ္ဌဆရာဇင်ပေါ့เนาะဆရာဇင်ကဒီမြန်မာပြည်မှာတော့ကျွန်တော်တို့ဒါတန်နိဋ္ဌာန်ပြတ်သားတယ်ပေါ့เนาะ commitment လို့ကျွန်တော်တို့ခေါ်တာပေါ့အဲကျွန်တော်ကတင်စားလေးရှိတယ်ကျွန်တော်တို့တရုတ်ပြည်မှာဆိုလို့ရှိရင်ဂျမားကအဲသူ့ရဲ့ ကွန်မစ်မန့်ကိုအများပြည်သူချပြနိုင်တယ်တန်နိဋ္ဌာန်တော်တော်လေးကိုပြင်ထန်တာတွေ့ရတယ်အဲ့တော့ကျွန်တော်ကဆရာစင်းကိုတင်စားထားတာမြန်မာပြည်ရဲ့ဂျမားပဲဖြစ်ပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီ MSI group ကိုကျွန်တော်တို့ဟို private company ကနေပြီးတော့မှအခုဆိုရင် public company ဖြစ်တယ်ဒါပြီးတော့မှကျွန်တော်တို့ကဒီဒီကျွန်တော်တို့မဟာပြူရတဲ့မှာရန်ကုန် stock exchange ကိုတင်ဖို့ရန်အတွက်အဲကျွန်တော်တို့ကြိုးပမ်းနေတာဖြစ်ပါတယ်အဲ့တော့ဒီ ီမှန်းချက်တွေကမကြမမကြမီမှာပဲကျွန်တော်တို့ပြေဝလာမယ်လို့ကျွန်တော်တော့ယုံကြည်တယ်။ဒါကြောင့်မို့လို့လေကျွန်တော်ကျွန်တော်တို့ဒီမန္တလေးကဂျေးကြံရင်နဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်ရဲ့မိတ်ဆွေတွေပေါ့နော်။အဲကျွန်တော်မှလည်းပဲတင်နန်းသားတွေရှိတယ်။တင်နန်းသားတွေရဲ့ပါဝင်ကျွန်တော်အဲကျွန်တော်တို့ဒီ MSI company အကြောင်းကိုပြောပြတယ်။ပြောပြတော့ကျွန်တော်တို့အခုဒီပွဲမှာဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီ share holder တွေလည်းအများကြီးပါလာတယ်။ကျွန်တော်တို့ဒီမန္တလေးကနေပြီးတော့ပေါ့နော်။ share holder တွေလည်းအများကြီးပါလာတယ်။အဲတော့ဆရာစင်ရဲ့ဥဆောင်မှုဖြင့်ကျွန်တော်တို့ဒီ company ကို အဲစူးစမ်းဆောင်ရွက်တဲ့အခါမှာအခုဆိုရင်လည်းဒါ public company ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါဆရာကြီးပမောက္ခဒေါက်တာအောင်ထွန်းတက်ကနေပြီးတော့မှဒီ congratulate လောက်တာတာကိုကျွန်တော်တို့သတင်းစကားကြားရတယ်ပေါ့နော်ဒါကြောင့်မလို့ဆရာစင်ရဲ့ဥဆောင်မှုအောက်မှာကျွန်တော်တို့ဒီ MSI company ကအလွန်တန်ကြီးကျယ်ခန်းနာပြီးတော့မှဟုတ်လားအဲ public company ဖြစ်ပြီးတော့မှနောက်ပိုင်းကျွန်တော်တို့ရန်ကုန် store အချင်းကိုတင်နိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်